ီဂရီဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ AR မှာပေါ်ပြထားတဲ့စစ်ကောင်စီတစ္ဆာကံမြို့သမီကိုဟူဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။အနာသိစစ်ကောင်စီရဲ့အုတ်ချုပ်ရေးရန်နရားကိုအမျိုးသားများကသာအဓိကလဲပတ်နေပေမဲ့လက်တဆုပ်စာသောမြို့သမီများဟာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အာဏာချုပ်ကန်ရေးအားထုတ်မှုတွေကိုကူညီထောက်ပံ့နေကြပါတယ်။ ကချင်မျိုးသမီးဒေါ်ဘွဲသူဒေါ်ဒွဲဘူးကချင်မျိုးသမီးဒေါ်ဒွဲဘူးဟာအချမ်းဘတ်စစ်ကောင်စီရဲ့အုတ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်ဖြစ်ပြီးရခိုင်မျိုးသမီးတူဖြစ်သူဒေါ်အင်းနုဆိုင်ဟာစစ်ကောင်စီရဲ့ဗဟုအကြံပေးအဖွဲ့အဖွဲ့ဝင်ဖြစ်ပါလေစစ်ကောင်စီကိုအကြံပေးတဲ့အမျိုးသမီးအကြံပေးများမှာမြမပထမဦးဆုံးအာနာရှင်ဦးနေဝင်းရဲ့ချွေးမဟောင်းဒေါ်ရင်ရင်ွယ် ဥလိဝင်းကိုတစ္ဆာခံတဲ့တမလာဟောင်းဒေါက်တာမောင်မောင်ရဲ့တမီးဒေါ်ရင်ရင်ဦးနဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာစစ်ကောင်စီကိုကိုစားပြုတဲ့ဒေါ်ခင်ဦးလိုင်တို့ပါဝင်ပါတယ်။ကျမ်းပါစစ်ကောင်စီရဲ့ဝန်ကြီးအဖွဲ့မှာဥပဒေရေးရာဝန်ကြီးနဲ့ရှစ်နေချုပ်ဒေါ်တီရာဦးရင်ကျေးမှုဒုဝန်ကြီးဒေါ်နုမြဇန်နဲ့ဘ ਹੁ ပံဥက္ကဋ္ဌဒေါ်တန်းတန်းဆွေတို့ဟာလူသိများသူဖြစ်ပါတယ်။ မကြာသေးခင်ကအထိဒေါ်တက်တက်ခံရစစ်ကောင်စီခန့်ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းဝန်ကြီးဖြစ်ပါတယ်။သို့တော့ဖေဖော်ဝါရီလကရာထူးအပြောင်းလဲလုပ်တဲ့အခါမှာဖေရှားခံလိုက်ရပါတယ်။ရခိုင်ကမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့တကုံမြို့နယ်ကူစားပြုလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး2020ထွေထွေရွေးကောက်ပွဲကိုရှင်းပြိုင်ဖို့ပြည်သူ့ရှေ့ဆောင်ပါတီ P3 လုံးကိုထူထောင်ခဲ့ပါတယ်။ 2021ခုနှစ်အာနာသိမ့်မှုနောက်ပိုင်းမှာသူမဟာစစ်ကောင်စီမှာဝန်ကြီးရာထူးကိုရယူခဲ့ပါတယ်။ယခုကဒေါ်တတခန်ရပြည်သုံးလုံးပါတီဥက္ကဋ္ဌအဖြစ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ဖို့တက်ကြွစွာ ပြင်ဆင်နေပါတယ်။စစ်ကောင်စီရဲ့တစ္ဆာကံဒေါ်တန်းတန်းဆွေအသက်58နှစ်ရှိပြီးဖြစ်တဲ့မြန်မာဘိုးဘန်ဥက္ကဋ္ဌဒေါ်တန်းတန်းဆွေဟာစစ်ကောင်စီရဲ့ဗန္နာရေးကိုစီမံရမှာ အရေးပါတဲ့အခမ်းကဏ္ဍကပါဝင်ပါတယ်၂021ခုနှစ်မှာအကျန်းဘတ်စစ်ကောင်စီ အာဏာသိမ်းစဉ်ကတူမဟာဘိုးဘန်ညွန်ကြားရေးမှုချုပ်ဖြစ်ပြီးနောက်၄ရက်ကြာတဲ့အခါမှာတူမဟာဘိုးဘန်ဒုဥက္ကဋ္ဌရာထူးတိုးပြီးခဲ့ပါတယ်၂021 2022ခုနှစ်ကရန်ကုန်မှာရှိတဲ့တူမရဲ့နေအိမ်မှာလှုပ်ကြံခံရခြင်းကမတည်ပဲလွတ်မြောက်လာပြီးနောက်တူမရဲ့တစ္ဆာခံမှုဆုလက်ဖြစ်ဘိုးဘန်ဥက္ကဋ္ဌရာထူးပြီးခဲ့ပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့ဗန္နာစီမံခံဝန်းမှုအလွဲများရဲ့အကျိုးဆက်များကိုမြန်မာပြည်သူများနေ့စဉ်ခံစားနေရချိန်မှာဒေါ်တန်းတန်းဆွေရဲ့ဘိုးဘန်းဟာအကြမ်းဖက်စစ်ကောင်စီအသက်ရှူချောင်စီရန်ရင်ဆိုင်နေရတဲ့ငွေကြီးအကျပ်တဲတတ်တာစီရေးကန့်သက်ချက်အမျိုးမျိုးချမှတ်ပါတယ်ထိုကန့်သက်ချက်များမှာနိုင်ငံသားများကိုအမေရိကန်ဒေါ်လာများကိုင်းဆောင်ခွင့်ပိတ်ပင်ခြင်းနဲ့ပြင်ပစည်းထက်လွန်စွာနှိမ့်တဲ့တရားဝင် တရားဝင်သတ်မှတ်နှုန်းနဲ့ဒေါ်လာနဲ့ကြက်မလဲမနေရငွေလဲလဲဈေးချင်းပါဝင်ပါတယ်။အကြမ်းမှာစစ်ကောင်စီရဲ့နိုင်ငံခြားငွေအကြက်တဲကိုဖြည့်ရှင်းရန်သူမဟာတရုတ်အိန္ဒိယနဲ့ရုရှားတို့နဲ့ကုန်သွယ်ရာမှာကြက်နဲ့ယွန်းရူပီးရူဘယ်တို့ဖြင့်တိုက်ရိုက်ငွေပေးချေစနစ်ကဲ့သို့သောဗန္ဒာရေးအစီအမံများကိုဥဆောင်ခဲ့ပါတယ်။အာနာသိမ်းပြီးနောက်မှာဒေါ်သန်းသန်းဆွေဟာစစ်ကောင်စီကိုအခိုင်အမာသစ္စာခံယူတာမကဲ့ အကျမ်းဖတ်စစ်ကောင်စီဆက်လက်ရက်တီရေးအတွက်အရေးပါသူတယောက်လည်းဖြစ်နေပါတယ်တူရီတော်မျိုးသမီးဝန်ကြီးရှင်းနေချုပ်ဒေါ်တီရာဦးလက်ရှိအချိန်မှာရှင်းနေချုပ်နဲ့အကျန်းဖတ်စစ်ကောင်စီမှဝန်ကြီးဌာနကင်တွယ်ရတဲ့တူရီတော်အမျိုးသမီးအဖြစ် ဒေါ်တီတာဟုဟာအကြံဖတ်စစ်ကောင်စီကိုဥပဒေထောက်ကူပေးရမှာအဓိကအခန်းကပါဝင်ပါလေ။သူမ2021ခုနှစ်မှာအာနာသိမ့်ပြီးနောက်အကြံဖတ်စစ်ကောင်စီချမှတ်ထားတဲ့ကနအူးတနစ်တက်တန်းကုံဆုံးပြီးနောက်စစ်အုပ်ချုပ်ရေးအကြံကြိမ်တက်တန်းတိုးရေးအတွက်ဖွဲ့စည်းပုံခြေခံဥပဒေပြဋ္ဌာန်းချက်များကိုလိုသလိုဖွင့်ဆိုရမှာအရေးပါတဲ့အခန်းကပါဝင်ပါလေ။ ဒေါ်တီတာဟုဟာအတင်းကျပ်စစ်သားစစ်သားစုဆောင်တဲ့စစ်မှုထမ်းဥပဒေပါဝင်ဖိနှိပ်တဲ့ဥပဒေများရေးဆွဲခြင်းပြင်ဆင်ခြင်းတွေမှာအရေးပါတဲ့တာဝန်များထမ်းဆောင်တဲ့အတွက်ကြောင့်အကြမ်းဖက်သမားမင်းအောင်လှိုင်နဲ့အနီးကပ်အလုပ်လုပ်ရတဲ့သဘောဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်စီမှသူထမ်းဆောင်ရတဲ့ယာဒူးနှစ်ခုဟာမင်းအောင်လှိုင်ကသူ့အပေါ်ယုံကြည်မှုကိုထင်ဟပ်နေပါတယ်။သူမှတရုတ်နဲ့ရုရှားအပါအဝင်မဟာမိတ်များနဲ့အစည်းအဝေးများ ဖိုရမ်များမှာစစ်ကောင်စီကိုမကြာခဏကိုစားပြုပါတယ်။ဒေါ်တီရာဦးဟာစစ်တပ်ကို အမာခံထောက်ခံသူစစ်ကောင်စီဝန်ကြီးဦးကိုကိုလိုင်းနဲ့အတူနယ်သာလန်နိုင်ငံတဟိတ်မှာအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC မှာလည်းအကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်ဖြစ်ကြားနာမှုများကိုတက်ရောက်တော့ကြောင့်အကြမ်းဖက်စစ်ကောင်စီအတွင်းအဓိကခေါင်းဆောင်အဖြစ်သူမရဲ့အခမ်းကဏ္ဍကိုမိမောင်းထိုးပြနေပါတယ်။ဒေါ်တီရာဦးဟာစစ်ကောင်စီမဟာမိတ်များဖြစ်တဲ့တရုတ် ရုရှားဘယ်လာရုစ်တို့နဲ့စီးပွားရေးသဘောတူညီချက်များညှိနှိုင်းခြင်းနဲ့နားလည်မှုစံကြုံလွာများလက်မှတ်ရေးထိုးရမှာလဲပါဝင်ပတ်သက်ပါတယ်။သူမရဲ့ဥပဒေကျွမ်းကျင်မှုဟာထိုသဘောတူစာချုပ်များအစဉ်ပြေချောမွေ့ရေးအတွက်အရေးပါပြီးအကြမ်းဖက်စစ်ကောင်စီမှအရေးပါဆုံးဝန်ထမ်းများနဲ့တူဖြစ်ပါတယ်။ ကြံပါသမားမင်းအောင်လှိုင်ရဲ့အကြံပေးဒေါ်ရင်ရင်ွယ်ဒေါ်ရင်ရင်ဦးနဲ့ဒေါ်ခင်ဦးလိုက်အနာသိမ့်ပြီးနောက်မင်းအောင်လှိုင်ဟာမျိုးသမီး၃ဦးဖြစ်တဲ့ဒေါ်ရင်ရင်ွယ်ဒေါ်ရင်ရင်ဦးနဲ့ဒေါ်ခင်ဦးလိုက်တို့ပါဝင်တဲ့အကြံပေးအဖွဲ့ဖွဲ့ခဲ့ပါတယ်၎င်းတို့နဲ့အသက်83နှစ်ရှိပြီဖြစ်တဲ့ဒေါ်ရင်ရင်ွယ်ဟာစစ်ကောင်စီကိုထောက်ခံကြောင်းလူသိရှင်ကြားအပြောဆုံးသူဖြစ်ပါတယ်သူမရတမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့ NUG ရဲ့ပါလီမန်ဖြစ်တဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟာတာလီဘန်များနဲ့တူတယ်လို့ဝါဒဖြန့်သတင်းဌာနများမှဆွဆွဲပါတယ်။2021ခုနှစ်အာနာသိမ်းမှု နောက်ပိုင်းမှာဒေါ်ရင်ရွေဟာအာနာဖီဆန်ရေးလူမှုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ကျောင်းဆရာဆရာမများနဲ့ကျမကြီးလှုပ်သားများကိုဝေဖန်ပြီး ထိုလှုပ်ရှားမှုမှာမပါဝင်သူများအားချီးကျူးတဲ့စောင်းပါများစွာကိုအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်တရင်စာများမှာရေးသားပါတယ်ထို့ပြင်သူမှာအကြမ်းဖက်စစ်ကောင်စီကိုထောက်ခံတဲ့ post အများပြားကိုလည်းလူမှုကွန်ရက်မှာရေးသားပြီးတော်လိုင်းအင်အားစုများနဲ့အကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်သူလူပုတ်ကိုများကိုရှုတ်ချပါတယ်ဦးသိန်းစိန်ရသားဆိုးရအတုမှာပညာရေးအကြံပေးအရာရှိချုပ်ဖြစ်တဲ့ဒေါ်ရင်ရွှေရာရှေယိုစင်လာ ကွန်ဇာဗေးတစ်ဖြစ်တယ်လို့လူသိများပါတယ်။ပညာရဘုံမိပေဒပညာရှင်ဖြစ်တဲ့သူမကကုလသမဂ္ဂ UNICEF မှာ1990ခုနှစ်ကနေ2010အထိလောက်ကင်ခဲ့ပါတယ်။2012ခုနှစ်မှာရခိုင်ပြည်နယ်လူမှုအတိုင်ဝန်းများကြားပြိပခစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌဖြစ်ထိုနှစ်ဩဂုတ်လမှာဒေါ်ရင်ရင်ွယ်ခန့်ခံရပါတယ်။သူမကကုလသမဂ္ဂအေဂျင်စီတစ်ခုမှာဆယ်စုနှစ်နဲ့ချီလောက်ကင်ခဲ့သောကြောင့် ကမ္ဘာအဖွဲ့အစည်းများနဲ့မိတို့ထိတွေ့ဆက်ဆံရမယ်နဲ့ပတ်သက်ပြီးအကြံဘတ်စစ်ကောင်စီခေါင်းဆောင်ကိုအခါအားလျော်စွာအကြံပေးတယ်လို့ယူဆနိုင်စရာရှိပါတယ်။ဒေါ်ရင်ဦးအောင်နိုင်ငံခြားရေးဝန်ကြီးဌာနမှာဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပြီးနိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်လို့အကြံဘတ်စစ်ခေါင်းဆောင်ကိုအကြံပေးပါတယ်။သူမဟာ NLD ဆိုရအာနာမယမီ2016ခုနှစ်မှာဒုညွှန်ကြားရေးမှူးချုပ်ဖြစ်အနားယူခဲ့ပါတယ်။ အနာရှင်အောင်နေဝင်းရဲ့ဘဝအကြောင်းဖုံးတော်ဖွဲ့ရေးသားပြီး1988ခုနှစ် တနိုင်ငံလုံးအုံကြွမှုအပြီးတမရဖြစ်လာတဲ့ကွယ်လွန်သူဒေါက်တာမမောင်ရဲ့တမီးလေးဖြစ်ပါတယ်။အကြမ်းမဲ့စစ်ကောင်စီရဲ့အခြားအကြံပေးတူဖြစ်သူဒေါခင်ဦးလိုင်ဟာနိုင်ငံတကာရာဇဝတ်မှုဥပဒေကျွမ်းကျင်သူဖြစ်တယ်လို့သိကြပါတယ်။သူမဟာ ICJ ရဲ့ရူဟင်ဂျာလူမျိုးတုံ့တက်ဖြတ်မှုမှာ ခုခံခြေပရန်တာဝန်ပေးထားတဲ့ဥပဒေအဖွဲ့ အတွင်းရင်းမှုလည်းဖြစ်ပါတယ်ဒူရီတော်ကျမ်းဖတ်ဆက်ကောင်စီဝင်မြို့သမီးဒေါ်ဒွဲဘူးအသက်63နှစ်အရွယ်ကချင်နိုင်ငံရေးသမားဒေါ်ဒွဲဘူးဟာကျမ်းပဒမမင်းအွန်လိုင်းခေါင်းဆောင်ပြီးအဖွဲ့ဝင်16ဦးပါတဲ့အကျမ်းဖတ်စစ်ကောင်စီမှာဒူရီတော်မျိုးသမီးဖြစ်ပါတယ် သူမကချင်းပြည်နယ်ပြည်သူ့ပါတီ KSPP မှာဒုဥက္ကဋ္ဌဖြစ်ဒုဥက္ကဋ္ဌဖြစ်ပြီးတော့ဦးသိန်းစိန်စိုးရခင်မှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်တရားချုပ်ရှင်းနေအောင်တူဖြစ်တဲ့ဒေါ်ဒွဲပူဟာ2008ဖွဲ့စည်းပုံရေးဆွဲရန်ရခင်စစ်အုပ်စုကကျင်းပတဲ့အမျိုးသားညီလာခံမှာပါဝင်ခဲ့ပါတယ်2023ခုနှစ်ဖေဖော်ဝါရီမှာချမ်းပတ်စစ်ကောင်စီကစစ်အုပ်ချုပ်ရေးတပ်တန်းတိုးပြီးမကြာမီဒေါ်ဒွဲပူကိုကချင်လူမျိုးစုကိုစားပြုကိုယ်စားလှယ်ဟုဆိုကား အကျန်းဖတ်စစ်ကောင်စီမှာခန့်အပ်ပါတယ်လက်ရှိအချိန်ထိနှစ်နှစ်တက်တန်းရှိတဲ့သူမရဲ့ယာရုတက်တန်းအတွင်းတာဝန်များမှာခြေခံအဖြစ်နေပြည်တော်မှာအကစားခန်းနာများကိုတက်ရောက်ဆုချင်းမြင်ခြင်းပါဝင်ပါတယ်သူမအကျန်းဖတ်စစ်ကောင်စီရဲ့အစည်းအဝေးများကိုအားပေးရန်နဲ့လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ရန်အတွက်ကချင်းပြည်နယ်မှာပညာရေးစီးပွားရေးဘာသာရေးခေါင်းဆောင်များနဲ့လည်းအခါအလွတ်စွာတွေ့ဆုံခဲ့ပါတယ် ကျမ်းပါစစ်ကောင်စီရဲ့ဗိုလ်ကြံပေးဖွဲ့မှတူတည်သောအမျိုးသမီးဒေါ်အေးနုစိန်2021ခုနှစ်အာနာတိမ့်မှုအပြီးမှာဒေါ်အေးနုစိန်ကိုအကျမ်းဖတ်စစ်ကောင်စီမှခန့်အပ်ခဲ့ပါတယ်။ထို့နောက်2023ခုနှစ်မှာအစ်စ်ဖွဲ့စည်းလိုက်တဲ့ဗိုလ်ကြံပေးဖွဲ့တို့တခြားသောစစ်ကောင်စီဝင်များနဲ့အတူပို့ဆောင်ခံရပါတယ်။ထို့အဖွဲ့ပေါ်ပေါက်လာသည်မှာနှစ်နှစ်ကြာပြီ ဖြစ်တော်လဲနေပြည်တော်မှာရုံးခန်းမရှိသေးပါဘူး။ ရခိုင်မျိုးသားပါတီ ANP ပြောခွင့်ရသူဒေါ်အေးနုစိန်ဟာသူမရခိုင်ပြည်သူများရဲ့အကျိုးစီးပွားကိုထမ်းဆောင်ရန်အကြမ်းဖက်စစ်ကောင်စီမှ ပါဝင်တယ်လို့ပြောပါတယ်။သူမရဲ့တရားဝင်ခန်းကဏ္ဍရှိတော်လဲဥရောပသမဂ္ဂကပိတ်ဆို့အရေးယူခံရတဲ့ထိုးအမျိုးသမီးဟာမိသည့်လုပ်ပိုင်ခွင့်မှ မရှိဘဲအကြမ်းဖက်စစ်ကောင်စီရဲ့ရုပ်သေးရုပ်ဖြစ်တယ်လို့တတ်မှတ်ခံရပါတယ်။နေပြည်တော်မှာအကြမ်းဖက်စစ်ကောင်စီကပေးတဲ့နေရာထိုင်ခင်းနဲ့လစာယူပြီး

အရာရာလှုပ်ဆောင်ပြီးကဗတ်ကြီးမားဆုံးထိုင်တော်မူရုပ်ပွားတော်ကိုထုလုပ်ခြင်းဖျားများကိုထီးတင်ခြင်းဆင်ပြူတော်ပေါ်ချောင်းကြီးညာခြင်းကြီးမားသောဗရံများကြီးတူးဖော်တွေ့ရှိခြင်းစတဲ့ရိုးရာအစဉ်အလာဘရင်လုပ်ငန်းဆောင်တာများကိုလုပ်ပါတယ်ရုရှားတမနာဗလာဒီမာပူတင်နဲ့အကြမ်းဖက်သမားမင်းအောင်လှိုင်မကြာသေးမီကတွေ့ဆုံခြင်းအပါဝင်သူ့ရဲ့လှုပ်ရက်တိုင်းဟာခေတ်သစ် ဗမာဘရင်ဖြစ်သူကိုယ်သူပုံဖော်ရန်စိတ်ဖိစီးနေကြောင်းပြသနေပါလေထိုအချိန်မှာရခိုင်လူမျိုးဖြစ်တဲ့ရင်ကျင်းမှုဒုဝန်ကြီးဒေါ်နုမြဆန်ဟာရှေးအောင်မြို့များနန်းတော်များကျုံများနဲ့ရခိုင်ဘရင်များကိုးကွယ်တဲ့ဖျားများရဲ့တမိုင်းကိုရှင်းပြတဲ့အခန်းကဏ္ဍပါဝင်ရပါလေထိုခီးစဉ်များတွင်ဒေါ်နုမြဆန်ကိုအကျန်းဖတ်သမားမင်းအောင်လှန်ရဲ့ဇနီးကျူကျူလှနဲ့အတူ တွေ့ရပါလေရှေးခေတ်ပြင်းများရဲ့ကြီးကျယ်ခမ်းနားမှု တော်ဝင်နန်းတော်များရဲ့ခမ်းနားမှုမြို့ရိုးများရဲ့ခိုင်မာမှုကရုံးများကိုစနစ်တကျတည်ဆောက်မှုနဲ့ပတ်သက်တဲ့သူမရဲ့အသေးစိတ်တင်ပြချက်များဟာဘရင်ယူအကျန်းဖတ်သမားမင်းအောင်လှိုင်အတွက်စိတ်ကျေနပ်စရာဖြစ်စေပုံရပါတယ်။ဒေါ်ရင်နုစိန်နဲ့ဒေါ်နုမြဇန်ကဲ့သို့ရခိုင်ကောင်းဆောင်များကိုမင်းအောင်လှိုင်ရဲ့ခန့်အပ်မှုဟာရခိုင်လူမှုအတိုင်းအဝန်းများကိုစီယုံဆွဲဆောင်ရန်ကြိုးစားမှုအဖြစ်မြင်ကြပါတယ်။2023ခုနှစ်မှာရခိုင်ပြည်နယ်မြို့တော် စစ်တွေမှကလရံမြေကြောင်းစီမံကိန်းကိုတွားရောက်စစ်ဆေးတဲ့ခရီးစဉ်အတွင်းဒေါ်နုမြဇံကို သူ့ရဲ့ဘေးမှာတွေ့ရှိရပါတယ်ခင်မုန်းနဲ့လုံးဝလိုက်ဖက်ညီတဲ့ရာဇဝတ်ကောင်ကြည်ကျူလှအကြံပါဆရာနာတိမ့်ပြီးနောက်၄နှစ်ကျော်အတွင်း မြမပြည်သူများရဲ့ဘဝများဖယူဖယဲဖြစ်နေစဉ်မှာကျူကျူလာဟာအကျမ်းပတ်သမားမင်းအောင်လိုင်နဲ့အနီးကပ်ဆုံးအဖော်ဖြစ်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပြီးသူ့ရဲ့လောက်ရများကိုမိသားစု အတွင်းမှမနာမနေထောက်ခံအားပေးပါတယ်မြမစာကတိကောင်ဖြစ်ပြီးတော့အကျမ်းပတ်စစ်ကောင်စီထက်နှစ်နှစ်ကြီးတဲ့ကျူကျူလာဟာမင်းအောင်လိုင်ရဲ့ခရီးစဉ်အများစုမှာအတူလိုက်ပါပြီးဧည့်သည်တော်မှတ်တမ်းများမှာသူမရေးသားသူများကိုအသေးစိတ်ကြီးကြပ်ပါတယ် သူဟာစစ်တပ်ကတော်မဂဇင်းများမှာတိတိပြည့်စုံမီကလောင်မီနဲ့ကဗန်းကဗျာများပါဝင်ရေးသားပြီးအကြမ်းဖက်တပ်ကိုအမွန်းတင်ကဗိုလ်လောင်းများကိုချီးကျူးထားပါတယ်။အကြမ်းဖက်အာဏာသိမ်းပြီးနောက်၎င်းတို့ရဲ့သားသမီးများဖြစ်တဲ့အောင်ပြည့်စုံနဲ့ခင်တိတိတပ်မော်ဟာဖခင်ရဲ့အာဏာကိုအသုံးချပြီး၎င်းတို့ရဲ့စစ်ဘော်ရေးအင်ပါယာကိုချက်ထွင်ကြပါတယ်။၎င်းတို့ရဲ့လုပ်ငန်းများမှာစစ်တပ်နဲ့ပတ်သက်တဲ့ဆက်မှုလုပ်ငန်းများကျမကြီးစောင့်ရှောက်မှု ဆောက်လုပ်ရေးဟိုတယ်လုပ်ငန်းနဲ့မကြာသေးမီကဖခင်ဖြစ်သူ အားပေးနေတဲ့လျှက်စင်မော်တော်ယာဉ်နဲ့ဆိုလာစီမံကိန်းများထိပါဝင်ပါတယ်ထိုလုပ်ငန်းများ၎င်းတို့ကိုမြန်မာမှထိတ်တန်းခရိုနီမီသားစုများမှပါဝင်သွားစေပါတယ်ကျန်းဖက်သမားမင်းအွန်လိုင်းကသူဟာစစ်တောင်များကြောင့်မိသားစုနဲ့အချိန်များများမနေနိုင်ပဲမိသားစုကိစ္စစီစဉ်ခြင်းနဲ့တာသမီများမြေတောင်မြောက်ချင်းကိုကြူကြူလထံ လွှဲထားတယ်လို့ရုရှားမီဒီယာတစ်ခုပြောကြပါတယ်။အကြမ်းဖက်စစ်ကောင်စီအောက်မှာနိုင်ငံဟာဆင်းရဲတွင်နစ်မြုပ်နေစဉ်ကျူကျူလာနိုင်ငံတကာအဆင့်မြင့်တန်ဖိုးလွန်ကြီးတဲ့ကုန်ပစ္စည်းအမှတ်တရစိတ်များနှစ်ချိုက်မှုကိုကြွားဝါရမှာမရှက်တတ်သူဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်သူမဟာစုစုပေါင်းဒေါ်လာ2,500တန်နဲ့လက်ကင်အိတ်များနဲ့တွေ့ရပါတယ်။ အကြံပါဆရာနာရှင်အောင်ဦးတန်းရွှေရဲ့ဇနီးဒေါ်ကြိုင်ကြိုင် ကဲ့သို့ပင်ကျူကျူလာစစ်တပ်ထိတ်တန်းခေါင်းဆောင်အဖြစ်သူ့ကိုသူတီဆောက်ယူပါတယ်အကြံပါတော်မင်းအောင်လှိုင်အောင်မြန်မာနိုင်ငံရဲ့အစ်မြင့်ဆုံးဂုံတူးဆောင်ဘွဲ့များနဲ့တခုဖြစ်တဲ့အဂမဟာသီရိသူဓမသိင်္ဂီဘွဲ့ကိုသူ့ရဲ့ဇနီးကိုပေးအပ်ပြီးအကြံပါစစ်ကောင်စီအတွက်ကျူကျူလာအရေးပါကြောင်းအတိမတ်ပြုလိုက်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် မုတ်ချအောင်ရမယ်